ကျောက်ပညာကိုစပြီးတော့လေ့လာနေတဲ့သူတွေအတွက်ပေါ့နော်ဆရာအကျဉာဏ်လေးအားလေးနည်းနည်းပါပြောပြပါအောင်ဆရာဟုတ်ကျောက်ပညာကိုအခုမှစပြီးတော့မှလေ့လာတဲ့သူတွေအတွက်ဆိုရင်တော့ကျွန်တော်တို့တော့အားနဲ့စလို့ရှိရင်တော့အခုလူတွေကတန်ကောင်းတယ်လို့ပြောရမှာဘာကြောင့်လဲဆိုတော့သင်တန်းတွေပေါ်တယ်သင်တန်းတွေလိုင်းမလေးလေ့လာလေးရတယ်လို့အပြင်မလေးလေ့လာရတယ်အပြင်မလေးပဲသင်တန်းတွေရွေးချယ်ကြတယ်အများကြီးရှိတယ်အဲ့ဒီတည်းမှာဂျိတ်တန်တွေကတော့1.3ပေါ့နော်ရွေးချယ်ကြတယ်အများကြီးတွေက တင်နှံ့ကြောင်းတစ်ခုဖြစ်တယ်ပေါ့အဲ့တော့အဲ့လိုမျိုးတင်နှံ့နေလည်းရှိတယ်လို့ဒီမှာလက်တွေ့ကျွန်တော်တို့ကဒီမှာကြောက်စီကြောက်သားတွေလို့အသာရန်အဆင့်နေဈေးတန်းတွေကို လိမ့်လာလို့လွယ်တယ်ကျွန်တော်တို့တော့ကတော့ဒါကြီးကခက်တယ်ပေါ့နော်ဝယ်တဲ့နေရာတွေမသိဘူးရောင်းတဲ့နေရာတွေမသိဘူးဈေးတန်းတွေမသိရဘူးတို့ကအခုခေတ်ကျတော့အားလုံးကပုံမှန်လည်းနေလိုင်းပေါ်မှာလည်းခြားပြတယ်တင်တန်းတင်တန်းဆရာတွေလည်း share လို့နေလို့များဆိုတော့အခုခေတ်ကျောင်းလောက်ကတည်းကစပြီးတော့ဝင်ရောက်ချင်တယ်ဆိုတော့ကောင်းတယ်အဲ့တော့အကြံဉာဏ်လေးပေးပါဆိုလို့ရှင်တော့ကျွန်တော်တို့ကကြောက်လောက်ကတွေကိုစဝင်မယ်ဆိုရင်အကြောင်းအရာလေး၃မျိုးကိုအာရုံစရမှာ။ဘာလဲဆိုတော့ကြောက်ပညာရယ်၊ဈေးကွက်ပညာရယ်၊လုတ်ချက်ပညာရယ်။ကြောက်ပညာကကြောက်စီကြောက်သားတွေနားလည်ရမယ်။ မျိုးရမ်းနေနားလဲရမယ်အသားအဆင့်နေသိရမယ်ပေါ့နော်အကောင်လုံးကြီးဒီမှာကြာဝင်လဲဝင်ရမှာတော့မဟုတ်ဘူးသဘောတရားလောက်ပထမဆုံးအနေနဲ့၄ဆင့်လောက်သိရင်ရပြီပေါ့နော်အောက်ကျောက်တို့ခါကျောက်တို့ခတန်ကျောက်တို့အမြင့်ပိုင်းကျောက်တို့သဘောတရား၄ဆင့်လောက်သိရင်ရပြီအဲ့ဒီထက်မှမှနံပါတ်တွေနဲ့တိတိကျကျသိဖို့ဆိုတာဒါအချိန်ပေးရအောင်ပါပေါ့နော်အဲ့တော့ကျောက်ပညာတွေသိရမယ်အဲလှုပ်ချက်ကဆိုတော့ကျွန်တော်တို့ဒီလှုပ်ချက်ဆိုတော့အပွင့်လိုင်းမှာလှုပ်ချက်ဆိုတော့ဖြတ်တာတွေတွေးတာတွေပေါ့နော်လက်ကောက်လိုင်းမှာလှုပ်ချက်ဆိုတော့ဖောက်တာတွေလက်ကောက်ခွင်းဖောက်တာတွေလက်ကောက်ပြုတ်လုပ်တာဒါလှုပ်ချက်ပေါ့နော်လက်ရသမားတွေကတော့ဒါ အစာလေးကိုဝယ်ပြီးတော့မှလက်ရာလေးထည့်တယ်ဆိုတာသူတို့ရဲ့လှုပ်ချက်ပေါ့ကိုကဘယ် line ကိုလိုက်မလဲကိုလိုက်တဲ့ line မှာလှုပ်ချက်ပညာကိုတော့ကိုကတက်အောင်တော့ကျွန်တော်တို့ line ဆိုရင်တော့ကြောက်သေးကြောက်ပြတက်အောင်တော့ဒါကိုကျွန်တော်တို့ကလှုပ်ချက်ပညာလို့ခေါ်တာနောက်တစ်ခုကတော့ဈေးခွက်ပညာလေဈေးခွက်ပညာမသိလို့ရှိရင်လည်းပဲကိုကြောက်ကတန်ဖိုးရှိရဆိုရင်လည်းနည်းနည်းလေးနဲ့ရောင်းမိတတ်တယ်ကိုကြောက်ကတန်ဖိုးမရှိတာရောလည်းဈေးအများကြီးခေါ်မိတတ်တယ်အဲ့ဒါကတော့ဈေးခွက်ပညာကိုလည်းသိရအောင်နေလာမယ်အဲ့တော့ကြောက်ပညာရဲ့လှုပ်ချက်ပညာရဲ့ဈေးခွက်ပညာရဲ့၃မျိုးတော့အများအားဖြင့်ကြောက်မှပြပါအာယုံဆက်ရမယ်အဲ့ဒါဆိုလို့ရှိရင်တော့ ဒါနည်းနည်းဆန်းဆန်းကြောက်လောကတွေကိုရောက်အဲ့ဒီမှာမှာခုနကပြောတဲ့လုံချက်ပညာကတော့အဲတင်လို့ရှိရင်အချိန်တိုတွင်တက်နိုင်ကြောက်ပညာနည်းနည်းခက်တယ်ဈေးွက်ပညာနည်းနည်းခက်တယ်လုံချက်ပညာဆိုတော့အချိန်တိုတွင်တက်တယ်အဲ့တော့အချိန်တိုတွင်တက်တဲ့အရာကိုအမြဲဆုံးတင်လိုက်အမြဲဆုံးတင်ပြီးတော့မှဒီကြောက်လောကတွေကိုဝင်တယ်ပေါ့အမအိမ်မှာကြောက်သေးကြောက်ဖြက်လုပ်မယ်ကြောက်ဝမ်းတွေကိုလာပြီးတော့မှပွဲတိုက်မယ်ရောင်းမယ်ဒါဆိုလို့ရှိရင်တော့ဒါကြောက်လောကတွေကိုဝင်ဖို့ရန်အတွက်နည်းနည်းဆန်းဆန်းရောက်တယ်ပေါ့နော်